ကျွန်တော်မိတ်ဆွေများအားလုံးမင်္ဂလာပါလို့နှုတ်ခွန်းဆက်တာပေးပါတယ်ခင်ဗျာမင်္ဂလာနဲ့ပတ်သက်တဲ့တရင်စကားကြီးမင်္ဂလာ ရှိရဲ့အတိတ်နမိတ်တွေလက်မှုလာပါစေအများဆုံးရှာစီကြပါစေလို့ဆုမံကောင်းတောက်ပေးပါတယ် ကျွန်တော်ရေရာလေးတစ်ခုဒီအခုပြောချင်တာကဒီချိန်မှာ ကျွန်တော်ရဲ့မိတ်ဆွေခက်ခဲဖြစ်နေတဲ့မိတ်ဆွေတွေကြီးပဲအထူးအပြင်းပေါ့နော်တဘာဝဘေးတောက်အခက်ခဲဖြစ်နေတဲ့မိတ်ဆွေတွေတို့တဘာဝဘေးဖြစ်ခဲ့တဲ့မျိုးကြီးတွေဒီလိုမျိုးကြီးရဲ့ပတ်ဝန်းကျင်အေးပတ်ဝန်းကျင်တွေမှာလည်းတက်ခတ်မှုတွေရှိတယ် ဲ့ဒီအခါကျတော့ကျွန်တော်တို့ဘေးရင်ပညာနဲ့ပတ်သက်ပြီးတော့ဘေးရင်ဟောပြောမှုတွေထက်အရိကပြောပါစေလက်ရှိလိုအပ်နေတဲ့အရာပေါ့နော်လိုအပ်နေတဲ့အရာဆိုတော့အများဆုံးကျင့်တဲ့တဲ့ဘဝနဲ့ပြီးတော့ရုံးထွက်စီတဲ့ရုံးတက်နိုင်မဲ့နေကိုကျွန်တော်ပြပြပေးမှာဖြစ်ပါတယ် ဒီငလင်ဘေးနဲ့ပတ်သက်တဲ့ဆိုလို့ရှိရင်လည်းပြည့်စည်သွားတဲ့အပိုင်းတွေအများကြီးရှိသလိုသူ့ရဲ့အသက်ဆုံးရှုံးမှုတွေလည်းပြစ်ခဲ့ရတယ်ပြစ်ခဲ့ရတယ်ဆိုတဲ့အခါကျတော့ကျန်ရှိနေတဲ့မိသားစုဝင်ကြ ပူဆွေးတော့ကတွေရှောင်းနိုင်တယ်ရှောင်းနေတဲ့အခါကျတော့ဒီနေ့မှာဖြစ်ဆက်ပြရမယ်အထက်ဘက်ကနေပြီးတော့ဖြစ်ဆက်ပြရမယ်နော် တော့ဆိုလဲကျွန်တော်ဘက်မှာငလင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အလှငွေနဲ့ပတ်သက်တဲ့နေရာတွေလဲသူ့အနေနဲ့သူကျွန်တော်တို့လူတန်းပေးတယ်တနေရာနဲ့တနေရာလဲအဲ့လိုပဲလူတန်းပေးဖို့ပေါ့နော်သက်ဆုံးပေါ့အရိကပဇနာနော်နောက်တစ်ခုကကျွန်တော်ကဒီငလင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်ကကြတော့တရားအလှခံပြီးတော့ကျွန်တော်ပို့ရှိခြင်းမဟုတ်ဘူးနော်သူ့ရဲ့ဌာနနဲ့သူသူ့ရဲ့ live ပါဆောင်ရွက်နေတဲ့ ပုဂ္ဂိုလ်ရေးတစ်ဆင့်ကျွန်တော်ကနေပြီးတော့အဲ့လိုလှူဒန်းပေးခြင်းဖြစ်တယ်။ဟောကျွန်တော်ကတည်ချနေပြီးတော့ဘလောက်လှူပါဘာညာဆိုတာကျွန်တော်အလှူပြခြင်းမရှိဘူး။သူကပြောချင်တာကတော့ကျွန်တော်ဆရာနိုင်အောင်ဝင်းမှာကျွန်တော်နိုင်အောင်ဝင်းဒီအလှူခံ၍ပေးခြင်းမရှိပါ နော်။ကျွန်တော်တို့ဒီချွေးနေစားတွေကကျွန်တော်ရရှိတာတဲ့အပိုင်းတွေကနေပြီးတော့ကျွန်တော်တို့ဒီချာလှူဒန်းခြင်းရှိတယ်။ဒီဘောကိုရှိပါတယ်။အဲ့တော့ပြောချင်တာကခုနက ကျန်ရှိနေတဲ့အာဒီအင်္ဂလိပ်ကဘာဝဘေးအန္တရာယ်နဲ့ပတ်သက်ပြီးရောနော်ထိခိုက်မှုတွေနော်ဆုံးရှုံးမှုတွေအပန်းနေအဲ့တော့ဒီထိခိုက်မှုတွေဖြစ်ခဲ့တဲ့မိသားစုဝင်တွေမှာကျန်ရှိနေတဲ့မိသားစုဝင်တွေအနေနဲ့ကြောင့်ဟိုပူချင်းစားပြီးရောတချင်းတော့သူတို့ကရှုပ်နေနေမှာဟိုဘယ်လိုကောင်းမလဲစိတ်ကိုဒီပူပင်တော့ကဆိုတာဖောက်ပြလို့ရချင်မှရမယ် အဲ့ဒီနေရာမှာ တို့တော်လည်းပဲအဖြစ်နေရမယ်ကိုကိုကိုလည်းဒီမိသားစုစဉ်တွေကလည်းကိုမိသားစုဝင်တွေကလည်းကိုကိုကိုအတင်းထားရမယ်ပေါ့နော်အတင်းထားရမယ်အဲ့တော့ကျွန်တော်ကအဲ့လိုခေပေးချင်တာကျွန်တော်တို့ရဲ့ဒီပညာရပ်ခရင်းနဲ့ပေါ့နော်ဒါကိုအမြန်ဆုံး note ထချင်တာ ရှင်သန်ပြန်လဲရှင်သန်ထမြောက်ခြင်းလားပြန်လဲပြီးတော့ရှင်သန်ထမြောက်စီခြင်းလားဒီတဘောကိုပြောစင်တယ်အဲဒီတော့အခုလိုခက်ခဲဖြစ်နေတဲ့အချိန်ကာလတွေမှာတကယ်လိုအပ်တဲ့အပိုင်းနေပြောရေးဆိုရေးကိစ္စနော်ပညာရပ်ပိုင်းနေကုညီမှုပိုင်းနေဒါပဲလောလောလတ်လတ်ကလိုလားတာ ਉਹ နော်ဒါမျိုးပေးနိုင်လေမိမိတို့လည်းအချိုးရှိလေဖြစ်တယ် ။အဲ့ဒါဆိုတာကကျွန်တော်ဗီဒင်ဆရာဆက်လက်ကကြတော့ဗီဒင်ရောမယ်ဗီဒင်ပြောနေဒီနေ့မှဗီဒင်တစ်ခုလေးနဲ့လုံနေတော့မရဘူး။အဲ့လိုပဲနောက်တစ်ခုကကျွန်တော်ကျမတို့ကောင်းနိုင်လုပ်ခဲ့ပါတယ်။အဲဗာတိုင်းလဲပြုလို့ဆောက်ခဲ့ပါတယ်။ခရားလဲရှိခိုးခဲ့ပါတယ်။အဲစသဖြင့်ပေါ့နော်။မှန်တယ်။ကောင်းနာကတတ်တတ်ရှိတယ်။ပြောမှသလိုရှင်။အကျိုးပေးခံစားမှုကသူနည်းတူရတယ်လို့ရှိတယ်။အပြင်မဲ့လို့ဒီ ကံအကြောင်းတရားတွေကအတိတ်အနာဂတ်ပစ္စုပ္ပန်ဆိုရက်ပြီးခဲ့တဲ့ဗီဒီယိုဖန်ထဲမှာကျွန်တော်ပြောပြသွားပြီကျွန်တော်ရဲ့ဒီဗီဒီယိုဖန်လေးကိုဆက်ဆက်ပြီးကြည့်မယ်ဆိုလို့ရှင်နားထောင်လို့ဟိုပါပေါ့ဟိုတုံးတက်လို့ရပါတယ်နော်လူတရားရဲ့ဘယ်လူမျိုးဘယ်ပုဂ္ဂိုလ်ဘယ်ဘာသာဝင်မဲ့ဖြစ်ဖြစ်ပါဒါကတော့လူတရားရဲ့ဖြစ်တည်လာရခြင်းဒီအကြောင်းမဲ့မဟုတ်ဘူးဆိုတာလေလက်ခံထားဖို့လိုတယ်ပေါ့နော်နောက်တစ်ခုက ဥပ္ပစေတကဥပ္ပစေတကဆိုတဲ့အပိုင်းနေအပြောရေးဆိုရေးကိစ္စတွေမှာလည်းကံတရားကြီးလည်းအားလုံးကပုံချလို့လည်းမရဘူးအဲဒီကပြန်ကံတရားကြီးလည်းပုံချလို့မရဘူးပေါ့နော်ဥပ္ပစေတကံကိုရှောင်လဲနိုင်တဲ့နည်းမရှိနိုင်ဘူးလားရှိနိုင်တယ်ပြောမှဆိုလို့ရှိရင်နော်ရှိနိုင်တယ်အကုရုညာခဲ့ရင်အဲ့အကုရုကိုပပပြောင်းပြုလို့လို့မရှိနိုင်ဘူးလားဒါရှိနိုင်တယ်နော် ဝေကျေးတစ်ခုအနေနဲ့ပြောမယ်ဆိုရင်တော့အနည်းနဲ့အများပိဆက်အကောင်းပိဆက်နိုင်တယ်။ရှောင်လဲလို့မရတဲ့ပုံစံမျိုးတော့ဖြစ်နိုင်တယ်။ဒါဒီသဘောတရားပေါ့နော်။ဒါကဓာရီကိုကျွန်တော်အနေနဲ့ရှေလျားထွေကြားပြောရမယ်ဆိုရင် ရှေးကြီးနော်လက်ခံနိုင်တာရှိတယ်။လက်မခံနိုင်တာရှိတယ်။အဲ့တော့ဝေကျေးဆိုတဲ့ကိစ္စကိုကျွန်တော်ဒီနေရာမှာချက်မပြောတော့ဘူး။တော့တော့ဝေကျေးနဲ့ပတ်သက်လို့ဆိုတော့ပိဆက်စရာကြီးအများကြီးရှိတယ်။ဒါဒါကိုဆိုလိုချင်ဖြစ်တယ်။ ဒုတိယမှာအားနည်းတဲ့ဒုတိယကို အားစီးပေးဖို့လိုပါတယ်။ထူဖို့လိုပါတယ်။တွဲဖို့လိုပါတယ်။အားနည်းတဲ့ဒုတိယကိုပို့ပြီးတော့အားနည်းစီတဲ့စကလုံးတွေကမပြောတာအကောင်းဆုံးပဲ။ဒါကဒါတကယ်အစ်တီရမယ်အကြောင်းတရားပေါ့နော်။အဲ့တော့အခုကျွန်တော်ပြောမယ်ရှင်းရထမ်းရောက်စီတဲ့နေလေးက မိမိတို့ရဲ့မွေးနေ့မှာတော်လကောင်းเนาะတခြားနောက်ဆုံးမဲ့အရေးချင်းအရေးကြီးသလိုဆောင်းဆောင်းလို့ရတယ်ဒါမှမဟုတ်ကိုယ့်ရဲ့မွေးနေ့မှာအမျက်တနှုတ်ထားပြီးတော့ဆောင်းရစေချင်တယ်ဆိုရင်လည်းဆောင်းလို့ရတယ်အဲ့ဒါကမောင်မောင်ရေဘောတက်စိဖျောက်လို့ပါမောင်မောင်ရေဘောတက်စိလို့ပါအောက်က ကံကောင်းစီမဲ့အရာဓက်ခံအနေနဲ့ကလပ်ခိခံမယ်ဆိုလို့ရှင်ကလပ်ရှိတဲ့ကျွန်တော်ရဲ့မိတ်ဆွေကကလပ်ခိခံပြီးတော့အိမ်မလုံးကြီးပေါ့ကလပ်ထဲမှာထည့်ပြီးတော့လှူမယ်ဆိုရင်လည်းကိုကောင်းပါတယ်ကလပ်ဆိုတာကဒီငွေကြီးနဲ့ပတ်သက်တဲ့နမိတ်ပိုင်းဆိုင်ရာတပ်ပိုင်းဆိုင်ရာပေါ့နော်တပ်ပိုင်းဆိုင်ရာနဲ့ဆိုင်တယ်ငွေကြီးနဲ့ပတ်သက်တဲ့တပ်ပိုင်းဆိုင်ရာနဲ့ဆိုင်တယ် တဘောင်ရတဲ့ပြောမှဆိုလို့ရှိရင်တဘောင်လည်းရှိခဲ့တယ်နော်မုံလုံးစက္ကူကဇာကရနဲ့ဆင်းတော့တင်းအဲဒါတဘောင်လေးတွေရှိပါတော့အဲ့တော့ပြဿနာကမကောင်းတဲ့အတိတ်နိမိတ်တွေလည်းပပျောက်သွားတဲ့ဤဒီမုံလုံးကြီးပေါ်အတိတ်နိမိတ်နဲ့ကလပ်ကိုခါအကြောင်းတရားတွေမကောင်းတာပပျောက်ပြီးကောင်းတာကိုရောက်လာစေဖို့အတွက်မုံလုံးကြီးပေါ်တက်စီရောက်တူပါနော်အဲဒီမှာဒီက ပကံပြားလေးတစ်ချက်နဲ့တဲကတ်ကျော်နော်တဲကတ်ကျော်ကဘယ်နှခုပဲဖြစ်ဖြစ်ပေါ့နော် တက်စီရဲတော့မဟုတ်ဘူးတဲကတ်ကျော်လေးတပကံလေးအရှံထားပြီးတော့တွဲဖက်ပြီးသူ့လေးသူ့လှူစေချင်ပါတယ်အဓိကပြဿနာကမုံလုံးကြီးပေါ့တက်စီလို့မယ်တဲကတ်ကျော်တပွဲပါမယ်နော်ဆိုတော့မှအဲ့တော့ဒီဇေယျာတစ်ခုလုံးလုံးယုံလေးနဲ့မိမိတို့ကဟတ်ချလောင်လား အဆိုးရမြန်နေအကောင်းဖြစ်ဖို့ဆိုတာဘယ်ရမှာဆိုလွတ်ယူရတယ်ပေါ့နော်အဆိုးရမြန်နေဆိုတော့ကျိုးနေမြင်ညပြောက်ဆွဲထားရအဆိုးရမို့လားတဲ့မှာဆိုလို့ရှိရင်အစီရဖြစ်တာလည်းအဆိုးပဲဖျက်ပြက်တက်စီသွားတာဆိုတာလည်းအဆိုးပဲပြက်လိုက်ညက်သွားခြင်းတွေမြန်နေနောက်ဖျက်ထားဖြိုးရမြန်နေတိဆောက်ထားတော့လွတ်ယူရတယ်ဒါကတိရှိမှာ တို့တို့တဘောတရားကိုကကနနာသိတယ်ဆိုလို့ရှင်မိမိတို့မှာစိတ်ကြကြစရာမရှိဘူးလို့ကျွန်တော်ပြောချင်ပါတယ်အရိကပဒနာအဲ့တော့တိဆောက်ပါခွာနဲ့တိဆောက်ပါစိတ်ကြမကြပါနဲ့အဲ့တော့ဒီမွန်လို့ရပါဘုရားလူမဲ့ပက်ကကြော်လဲဆိုမယ်တူတဲ့ခါမှာခွာပြည့်နေလူပါအားရပြည့်နေလူပါပူလာမှုတွေကို လုံးဝလုံးဝချိန်မနေစရာဘူးပေါ့နော်အဲ့တော့တရားလို့ပြောတဲ့ခါမှာ ဘာဖိတ်ဆိုတာပူလောင်မှုတွေမရှိရဘူးလောဘတွေမရှိရဘူးဒေါသတွေမရှိရဘူးဒါသာစိတ်ကျွချင်တဲ့စိတ်เนาะအဲ့လိုဒါသာစိတ်ပေါ်လာနဲ့စုမတောင်းမနဲ့ပြပါလေအရိကပသနာဘာလဲဆိုတော့မိမိစိတ်ထဲမှာရှင်းလင်းနေတဲ့အတွက်ဒါသာစိတ်ဖြစ်နေတဲ့အတွက်အလူကပုဂ္ဂိုလ်တွေတခြားမှာမဟုတ်တာเนาะကျွန်တော်တို့ရဲ့အထက်ကလောကမှာအကြီးမြတ်အထွတ်ထိပ်ထားရတဲ့တပ်ဖြတ်ညွတ်တဲ့မြတ်စွာဘုရားထူတဲ့အတွက်เนาะ ပရဟသနာတွေတိမယ်ကုသနာတွေတိမယ်အိသနာခြံသနာတွေတိမယ်မိမိရဲ့စိတ်အချမ်းတွေမမြင်နိုင်တဲ့ပုံကိုယ်တွေခုနပါဝါရှိတဲ့ပုံကိုယ်တွေသိတယ်အချမ်းစီကိုသိပါတယ်နော်ဒါကြောင့်မလို့ဖွင့်ပြဆူသားမှထုတ်ပြောမှမဟုတ်ပါဘူးအရိယပဒနာပါအဲ့တော့ပူလောင်မှုတွေကိုတော့ကထုတ်ထားပါသတိရလေးဖြစ်နေပါစေနော်မိမိကိုတကြဝဠာရရလဲကုညီပါလိမ့်မယ်နော် လောကရလည်းကုညီဆန်းဆပ်ပါလိမ့်မယ်။ကောင်းတဲ့လူမှန်းနဲ့များကုညီပါလိမ့်မယ်။ဟုတ်လား။ကောင်းတော်နည်းနဲ့ဘဝကိုဖြတ်တန်းခြင်းဒီအမှန်တမ်းမှကြီးမားတဲ့အောင်မြင်မှုတစ်ခုဖြစ်တယ်လို့အရင်နည်းရလည်းကြီးမားပါတယ်။ဘာကိုကြီးမားလဲဆိုလို့ရှိရင်လူလည်းမလုံနိုင်တဲ့အရင်နည်းအဲ့ဒီဟာ ဒီစိတ်ကိုမဖြောက်နိုင်တာဒီပြီးတယ်တကယ်တမ်းဖြောက်နိုင်တာမဖြောက်မဖြောက်နိုင်တဲ့တော်တော်များများဖြစ်တတ်တယ်ပေါ့နော်။အားကြောင့်လဲဆိုတော့လူကျင်တဲ့ကိစ္စကြီးကတချို့ကိစ္စတွေမှာခြေတန်းတင်တဲ့အခါမှာလောဘတွေပါတယ်။တမယိုချဆူတောင်းခြင်းနဲ့လောဘဥစည်းပြီးဆူတောင်းခြင်းကမပြည့်တဲ့ပြင်ပူလောင်မှုကိုဖြစ်စေတယ်။အရိယပဒနာကုလို့ရမယ်။ကျန်တဲ့ဆိုင်ပိုင်ဆိုင်မှုတွေကပူလောင်မှုတွေနဲ့ လုပ်ကြရတတ်ပါတယ်အစင်တော့ပြင်မယ်အချမ်းချင်းရှားခြင်းနဲ့ပူလောင်မှုနဲ့ရှားခြင်းနဲ့ဒီနှစ်ခုဟောမှာဖြစ်ပါတယ်ဒါကြောင့်မလို့လှူရခါမှာကိုယ့်ရဲ့သရစိတ်ထည့်ပြီးတော့လှူခြင်းတွေတဲပြီးတော့နော်ဥပမှုတွေအချမ်းပါစီအဲကလောကကြိုက်ဖျားကြိုက်နော်သူကောင်းကြိုက်လူကောင်းတယောက်ဖြစ်အောင်ဖျားတပြီတော့ဖျားတပြီလဲစူးစမ်းပါမယ်ဒီလှူဒါန်းမှု ကုလိုကောင်းမှုတည် နိဗ္ဗာန်အတွက်ထောက်ပံ့ဖြစ်ပါစေ။နိဗ္ဗာန်မရတဲ့စัจ जा မှာဖြဲပြီးတော့အေဂျင့်ဆိုအပ်ဖြင့်နော်လူပိတာတော်လူလောကမှာပူလောင်မှုတွေပြင်းနေများကင်းပြီးတော့လူသားဆန်စွာကောင်းတဲ့လုံရမှန်နဲ့မြလောက်ကဆောင်းနိုင်ပါစေဒီတစ်ခုတည်းဒီစုဝဲတော့ဇနာသူကတော့ရောက်လာလိမ့်မယ်အရိကပဇနာနော်ဇနာသူနည်းတွက်နဲ့တူ ဆက်လာပါလိမ့်မယ်လို့ဒါကိုပြောခြင်းဖြစ်တယ်။အခုကျွန်တော်ကဒီလိုရှင်းထဲမှာဟောပြောမှုရေအဓိကဟောပြောမှုရေကျွန်တော် time ဟောဟောပြောမှုဟောခြင်းအဓိကပြဿနာပေါ့နော်။ဒုက္ခကိုဘယ်လိုပုံမီးတွေကိုဘယ်လိုညှိတက်မလဲ။နော်။အချားကဘယ်လိုဆောင်ပြရမလဲဆိုတဲ့အတွေ့အခေါ်ပဲကျွန်တော်ရှိမှာရှိတယ်။ဒါပေမဲ့အဲ့ဒီဟာပဲကျွန်တော်မြင်တယ်ပေါ့နော်။ကျွန်တော်ကိုယ်တိုင်ရောအင်းဆိုပြီးတော့ ဖြစ်နေတဲ့ဘီနေတာတိုင်းမဟုတ်ဘူးကျွန်တော်တို့လည်းဆသသသဖြစ်တယ်။ဒါပေမဲ့ကျွန်တော်တို့တတ်ထားတဲ့ပညာလောကီပညာနဲ့ဒီဘောရဘာရာဘယ်လိုမျိုးမျိုးဆိုဘောရဘာရာလို့ထည့်ပြောရတာဘယ်လိုမျိုးမျိုးဆိုအလုံးဝဟိန္ဒူဘာသာဖြစ်ဖြစ်အစ္စလာမ်ဘာသာဖြစ်ဖြစ်ခရစ်ယာန်ဘာသာဖြစ်ဖြစ်ဘာသာကြီးဒီမျိုးတွေမှာလူဟာလူဝဲဖြစ်ပါတယ်။စိတ်ကောင်းထားခြင်းအရာအဓိကဖြစ်ပါတယ်။စိတ်ကောင်းထားခြင်းဟာအခရာဖြစ်ပါတယ်အဓိကပစနာပါနော်။ တုတ်ပြမှုတွေမလိုတော့ဘူးအရိယပဒနာနော်ကိုယ့်ရဲ့စိတ်ကောင်းကိုယ်စိုက်တဲ့ပင်ဟာကိုယ်ကိုယ်တိုင်ပဲရှင်းတာလောရမယ်အတိပွင့်နေဖြစ်အောင်ကိုယ်တိုင်လောရမယ်ပြီးရင်ကိုယ်ကိုယ်တိုင်ပဲရှိသိမ်းရမှာဖြစ်ပါတယ်ဒါဆင်းရှင်းလေးပဲပေါ့နော်နော်ကိုယ့်ရဲ့ဖြစ်တည်မှုဟာချိုးမြင်တဲ့ဒီဖြစ်ဖြစ်ဖို့လိုတယ်အစိတ်ဒီမဖြစ်ဖို့လိုပါတယ်ဒါကိုပြောချင်တာအဲ့ဒီအရင်လေးကစိတ်ကိုပြောင်းလဲခြင်းပါပဲ ခုနကကြီးမားလာရတယ်ဆိုတဲ့အရှင်ကြီးကငွေကြီးချင်းလေးခိုင်းတာမဟုတ်စိတ်ကိုပြောင်းလဲစေတဲ့အရှင်ကြီးတကယ်တော့စိတ်ပြောင်းလဲခြင်းဟာ10မိနစ်တောင်မကြပါဘူးပြောင်းမယ်ဆိုလို့ရှိရင်နော်ခက်ခဲရတဲ့ဆွေလူကတစ်လလဲကြံနိုင်ပါတယ်တစ်နှစ်လဲကြံနိုင်ပါတယ်တကယ်ပြောင်းလဲနိုင်တဲ့လူတွေဟာ10မိနစ်မကြပါဘူးနော်ဒီအကြောင်းကဆွဲပါပါငါပြောင်းလိုက်ပြီလောကပြောင်းလိုက်ပြီဥပမာမှုတွေရှိတော့နော် မဖြစ်နိုင်တဲ့အရာเนาะဟိုအရှိပြတဲ့အရာကိုတော့ပျောက်ဆုံးသွားတဲ့အရာကို အမေရိကန်နဲ့လိုက်ရှာမဲ့အနေထားမျိုးအဆင်ရောက်တဲ့အတွေ့အမျိုးငါမှမရှိတော့ဘူးเนาะလက်ရှိအခြေအနေကောင်းအောင်ငါလုပ်မယ်အကြောင်းငါရှက်တည်မယ်ငါထမယ်လဲရောင်ငါပြန်ထမယ်ငါထူထောင်မယ်เนาะငါဘဝကိုဖြတ်တန်းမယ်ဤလောက၌ အကြီးမြတ်ဆုံးသောဘုဒ္ဓမြတ်စွာဘုရားရှင်တော်မှာလောကမှာပွားပေါင်းမြတ်စွာဖြတ်တတ်ကြရပါလားတို့တော့မြတ်စွာဘုရားဟာအောင်မြင်သောဘုရားသူဖြစ်ပါတယ်အရိယပဒနာနော်ပြမြောက်သူဖြစ်ပါတယ်အဲလိုပဲကိုရှိမှာမြတ်စွာဘုရားလည်းလူသားဘဝနေပြီးတော့ပြင်ညာအထုံးမွေတိဆောက်မှုမှုတွေနဲ့ ွားတာပါတခြားွားခနဲ့ပေါ်လာခြင်းမဟုတ်ပါဘူးเนาะဒါကမိမိတကယ်အာကူအာအာကူအားထက်ရမယ်အမြင့်ဆုံးเนาะဣရသမารိအရှိဆုံးအရာဒီမြတ်စွာဘုရားပေါ့ပြောမှဆိုလို့ဆိုရင်เนาะအဲဒီတဘောကိုကြီးမြတ်တဲ့ပါဝါတစ်ခုကိုကိုကယူလိုက်တာเนาะဖရားနဲ့ကိုကိုကိုနှိုင်းတာမဟုတ်ဘူးအရိယပသနာ အမြင့်ဆုံးကဖရားဖြစ်တယ်ဒါမဲ့အာကူရာဒီကိုကိုအာကူရမယ်မြတ်စွာဘုရားရဲ့ ဝိအရှင်တကူကောင်းမြတ်တဲ့စိတ်ဆန္ဒတွေကိန်းအောင်နေရမယ်အဲ့ဒီတဘောယူအဲ့ဒီဆန္ဒလုံရက်ကလေးဘုရားရဲ့ညွှန်ပြမှုကိုနာခံတတ်ဖို့မဆိတ်ပြချက်ဖြစ်ပါတယ်ကျွန်တော်နော်အဲကျွန်တော်မိတ်ဆွေတွေမွန်လို့ပြပေါ်လူဟာကလပ်ခိခံပြောလူဟာပြက်ကကြောတပွဲလူဟာဆူတောင်းပါလို့ပြောကြပေးလို့ပါတယ်နော်အဲကျွန်တော်မိတ်ဆွေများ အများဆုံးဘေးကင်းရှံကွာအေးချမ်းမှုတွေနှလုံးရပြီးတော့ တကယ်အေချာနဲ့ကျွန်တော်တို့နိုင်ငံကြီးနော်လူသားတွေလည်းအေချာမှုတွေအများဆုံးရကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ရပါမယ်ခင်ဗျာ